်မင်္ဂလာပါဒီနေ့မှာတော့ရင်ကျေးလိမ်မာဓမ္မယတာကလေးချာနယ်ထဲကအကြောင်းအရာလေးကိုပြန်လည်ဖတ်ပြသွားမယ်နော်ဒါကြောင့်တတမီမီလေးတို့ရေကာတူးလေးတွေကို ကြည့်ပြီးတော့နားထောင်ကြရအောင်နော်ကာတူးလေးရဲ့နာမည်ကမြစ်တာထားပါတဲ့ဒီကာတူးလေးကို ရေးတယ်ရေးဆွဲတဲ့သူကတော့ကိုမိုးဖြစ်ပါတယ် မိပြုံးလေးကျောင်းသွားရင်ဒီပဲလမ်းကမပြန်နဲ့နော်ကြာလာဟေးဘာဖြစ်လို့လဲမိမေဒီပဲလမ်းမှာခွေးဆိုးရှိတယ်အဲ့ဒီခွေးမကလိုက်လိုက်ဆွဲတယ်တဲ့ဟုတ်ကဲ့မိမေတမိတတိထားသွားပါမယ်မိဦးလာတို့ဒီပဲလမ်းကပြန်ကြမယ်ဒီဘက်ကသွားရင်နီနီလေးဟာဘာလို့ဟိုဘက်ကသွားရမှာလဲ အဲ့ဒီဘက်မှာစိုးတဲ့ခွေးမကြီးရှိတယ်တဲ့တော်ကြလိုက်ကြိုက်နေဦးမယ်သူ့ဟာသူနေတာပါသွားမစရင်မကြိုက်ပါဘူးဒါဆိုလဲသွားကြတာပေါ့ဟိုမှာခွေးမကြီးတို့ကိုကြည့်နေတယ်ဟာသူ့ပုံစံကကိုင်းမဲ့ပုံစံကြီးပြေးပြေးပြေးဟဲ့မပြေးကြနဲ့ပြေးရင်လိုက်ဆွဲလိုက်မယ်ဟုတ်ဟုတ် မပြေးဘူးခက်တီတီပဲဆက်သွားရမယ်ဖေဖေကပြောထားတယ်ခွေးဆိုတာပြေးမှလိုက်ဆွဲတာတဲ့ဟောဟိုမှာခွေးပေါက်ကလေးတကောင်မြောင်းနေကြနေပါလားငါကယ်မပဲလာလာဒီဘက်ကိုလာဟေးရပြီကွာမင်းကန်ကောက်သွားပြီဟေးခွေးမကြီးငါစီကိုလာနေပါလားအေးအေးအေးဆိုပြီးတော့သူကကြောက်တယ် ။အော်သူကတားပေါက်ထားတာကိုသူကလေးကိုကယ်လိုက်လို့ငါ့ကိုဂျေဇုတင်နေတာပါလား။တဦးမြစ်တာတဦးမာဆိုတယ်လို့ပေါ့။ဒီခွေးမကြီးကခွေးစိုးမဟုတ်ပါဘူး။သူကလေးတွေကိုကာကွယ်နေတာပါတဲ့။ဒါလေးကတော့မြစ်တာထားပါဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။တာတာမီမီလေးတို့ရေ။မြစ်တာထားပါဆိုတဲ့အကြောင်းအရာလေးကိုနားထောင်ပြီး အသိပညာဗဟုသုတတွေရကြပါစေ